ကျက်ပရှုထမင်းကျော်ပွဲ330အော်ရာမာယူထားတဲ့ပွဲ330ကိုလက်ဆောင်ပွဲ330နဲ့စုစုပေါင်းပွဲ300နဲ့မှ60ကျော်လော်ချက်ပြုတ်ပြီးတော့အလူရှင်မိသားစုရဲ့ကိုစားသခိုင်းမျိုးတက်ကြဒီတာတီလာရှင်စာတင်တိုင်းမှာတီလာရှင်ဆရာကြီးဆရာလေးအပား300ကျော်ကိုမနက်အောင်စွန်အလူရှင်မိသားစုကိုစားကတ်လူပေးတဲ့မှတ်တမ်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာနော်။ကွဲလွန်သူနှစ်ဖက်မိဘများဖြစ်ကြတဲ့ဦးထွေးမောင်ဒေါ်ကျွေဦးဖိုးနီဒေါ်တန်းခင်တို့ကိုရည်စူးပြီးတော့ဒေါက်တာဦးစိန်မြင့်ဒေါ်မိမိခိုင်နဲ့သားများဖြစ်ကြတဲ့ ဒေါက်တာကိုမင်းစောမြင့်ကိုဝေယံမြင့်တို့မိသားစုကနေပြီးတော့လှူဒန်းတာဖြစ်ပါတယ်ဗျာကျွန်တော်တို့သတိကလာဖူအန်တဲ့မိသားစုကအလူရှင်မိသားစုရဲ့ကိုယ်စားကြော်တော်ချက်ပြုတ်ပြီးတော့အာယုံစုံတွက်ကက်ပေးမယ်မှတ်တမ်းလေးဖြစ်ပါတယ်ဒါကတော့ကြက်ရိုးဆွပြုတ်ရင်းဂျိုရီလေးပါကြက်ပရှုထမဲကျော်ပွဲ360လုံးကိုတပွဲချင်းစီရဲ့ပုံမှာကြက်ဥကျော်လေးတွေပါပါတယ်ကျွန်တော်တို့ဘူးတွေပိုင်းနဲ့မထည့်တော့ဘူးပေါ့နော်အိုးတွေနဲ့တည်သွားပြီးတော့ကြောင်းရောက်မှပြင်မှာဖြစ်ပါတယ်အမနဲ့၄နိုင်ခွဲလောက်မှအားလုံး PC အောင်ကြော်တော်ချက်ပြုတ်ပြီးတော့တက်ကြတီတာစာတင်လိုက်ကိုသွားတယ်ကြောင်းရောက်တော့ဒါဖျားစင်းတော့တင်နေပါကြီးကက်ပြီးတော့မှအတန်းလိုက်ကြွာလာတဲ့တီလာရှင်ဆရာလေးတွေကိုအာယုံစုံလောင်းလူပြီးတော့ အာယုံစုံကတ်လှူပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဗျာနော်အဲ့တော့ကြည့်ရှုနေတဲ့သင်ငယ်ချင်းတွေလည်းတာဓုခေါ်ဆိုပြီးတော့ကုသိုလ်ယူသွားကြပါအောင်ဗျာ ဒေါက်တာဦးစိန်မြင့်ဒေါ်မင်းမီခိုင်နဲ့သားများဖြစ်ကြတဲ့ဒေါက်တာကိုမင်းစော်မြင့်ကိုဝေရံမြင့်တို့မိသားစုကနေပြီးတော့အာယုံဆုံးအလူဖြစ်မြောက်ရေးအတွက်ကူညီပေးခဲ့ကြတော့တငယ်ချင်းမိတ်ဆွေများဖြစ်ကြတဲ့ဦးတင်မောင်မောင်ဒေါ်တက်တက်မြင့်ဒေါ်ဝင်းမာထွန်းမတ်သွန်းတင့်တယ်နဲ့မိသားစုများပြီးတော့ကျွန်တော်တို့သတိကာလာဖွင့်ရတဲ့စတောက်ဆိုင်ကကျွန်တော်တန်ထိုင်အောင်နဲ့ မိသားစုဝင်များဆိုင်ဝင်နှများအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်းဗီဒီယိုလေးရနေပြီးတော့အမှားစကားကျေးဇူးတင်စကားလေးပါထားပါသေးတယ်ဗျာနော်အဲ့ဒါလေးကိုလည်းကျွန်တော်ဗီဒီယိုလေးရနေထည့်ပြပေးလိုက်တာဖြစ်ပါတယ်အဲကျွန်တော်တို့သတိကလာဖူအန်တင်ကိုရုံရုံကြီးကြီးနဲ့အော်ရာမာယူပြီးတော့ကုသိုလ်ရေးမှာပေါဝင်ကူညီဆောင်ရွက်ခွင့်ပေးတဲ့ဒေါက်တာဦးစိန်မြင့်နဲ့ဒေါ်မီမီခိုင်တို့မိသားစုဝင်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းဗီဒီယိုလေးရနေပြောကြလိုပါတယ်ဗျာနော်အားလုံးရဲ့ကိုစားစီစဉ်ဆောင်ရွက်ပေးရတာအရင်ကဝမ်တာပီတီဖြစ်ပြီးတော့ကြည်နူရပါတယ်အဲအလူရှင်တွေအားလုံးလည်းဝမ်တာပီတီဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ